ီမှာဆိုင်ရတာအဲ့တော့ခင်ဗျပီဒီအက်ဖွဲ့တယ်ဟုတ်တယ်မလားမှန်လားမှန်လားပြောခင်ဗျလေခင်ဗျပီဒီအက်ဖွဲ့တယ်ဟုတ်လားမဟုတ်လားပြောပြန်ပြီးလှုပ်လှုပ်လာဟုတ်လားလှုပ်လာမျက်လုံးကိုဝစ်ဆာနဲ့စီးပြီးလက်ပြန်ကျိုးတုတ်ခန့်ထားရတဲ့အမျိုးသားတယောက်ကိုတနက်လွယ်ဓာတ်ကင်ထားသူလူတစုကရံဘက်ကိုဓာတ်နဲ့တစ်ချက်ထိုးပြီးအဲ့ဒီအမျိုးသားမသေးခင်မှာပဲခြေချင်းဝက်ကိုဓမနဲ့ခုတ် အဲ့ဒီနောက်ခေါင်းဖြတ်ဗိုက်ခွဲနေကြတဲ့ရုတ်တံဖိုင်တွေကို မြန်မာနောင်ကလက်ခံရရှိခဲ့ပါတယ်။ဂျက်ဆက်ကြံကြုတ်တဲ့ဒီဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ရုတ်တံဖိုင်၄ခုရှိပါတယ်။ဖမ်းမိထားတဲ့အမျိုးသားကိုတော်လှန်ရေးတပ်ဖွဲ့တွေကလာလို့မေးမြန်းရာကနေစပြီးတပ်ဖြတ်ပြီးမြစ်ထဲပစ်ချတဲ့အထိပါဝင်ပါတယ်။ရုတ်တံဖိုင်တွေဟာဒီတပ်ဖြတ်မှုကိုကျူးလွန်ခဲ့တဲ့အာနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်သားတစ်၄ယောက်စီကနေရခဲ့တာပါ။ တယ်လီဖုန်းထဲကိုရုတ်တံဖိုင်တွေကူးယူလာတဲ့အဲ့ဒီလူငယ်၄ယောက်နဲ့လဲမြန်မာနှောင်းကဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။ထွက်ပြေးလာသူတွေတဲကအသက်21နှစ်အရွယ်လူငယ်တယောက်ကတော့ကိုလက်အင်ကဖြတ်တောက်ခုတ်ထစ်နေတာကိုသူကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ဂျန်ကုန်ဇာတိဖြစ်တဲ့ဒီလူငယ်ရဲ့မိသားစုအတွက် သူ့ရဲ့နာမည်ကိုကိုထက်လို့သုံးလို့ပါမယ်။ရပါရမဌာနဲ့ခွဲရဌာနဲ့ခွဲတော့မာလို့ဆိုပြီးနာပေါပြားနဲ့ခုတ်တာပေါပြားနဲ့ခုတ်တော့တယ်ပေါပြား ဒီပြီရာပဲထင်တာမပြတ်ဘူးဆိုပြီးနာအဲ့မှာဒါနဲ့စိုက်ချရဲစိုက်ချပြီးနာခွဲရတာခွဲလိုက်တော့ဦးရထွက်လာတာခုတ်ထက်တက်ပြတ်နေတဲ့အမြင်ကွင်းတွေကိုရုတ်တန့်ဖိုင်၄ခုလုံးမှတွေ့မြင်ရပေမဲ့အများပြည်သူအတွက်ကြည့်ရှုဖို့မသင့်တော်တာကြောင့်ဒီရုတ်တန့်မှာတော့ပြသနိုင်ခြင်းမရှိပါဘူးစင်စာဖြတ်မထားတဲ့ထိတ်လန့်ကြောင်ယွန့်ပွဲရုပ်ရှင်ဇက်လန်တစ်ခုရဲ့ဇက်ဝင်ကန်းတစ်ဖွဲဒီလူတက်မှုဟာ နိုင်ငံအလဲပိုင်းကစကိုင်းမြို့နယ်မင်းကွန်းဒေသမှာ2025ခုနှစ်ဇူလိုင်လကုန်ပိုင်းကဖြစ်ခဲ့တာပါမင်းကွန်းဒေသဟာမင်းကွန်းခေါလောင်းကြီးအပါအဝင်အထင်ကရစီရီပထိုးတွေကြောင့်ခီးသွွားလုပ်ငန်းနဲ့နာမည်ကျော်တဲ့ရှင်းအောင်ယဉ်ကျေးမှုအမွေအနှစ်လည်းဖြစ်ပါတယ်ဘူဂျုံမူကြီးမင်းအောင်လိုင်ဦးဆောင်တဲ့အာနာသိန်းစစ်တပ်ရဲ့စစ်သားတွေပြည်သူစစ်တွေကတော့ယဉ်ကျေးမှုနယ်မြေမင်းကွန်းဒေသမှာလူမဆန်တဲ့တပ်ဖြတ်မှုကိုကျူးလွန်ပြီးအောင်ပွဲခံခဲ့ကြပါတယ် ဖန်စီရမိသူတွေကိုကိုလဲအင်ကအစိတ်ပိုင်းတွေဖြတ်တောက်တက်ဖြတ်တဲ့ဖြစ်စဉ်တွေအများပြရှိခဲ့ပေမဲ့သူတို့လက်ချက်မဟုတ်ဘူးလို့စစ်တပ်ကညင်းလေရှိပါတယ်။ဒါပေမဲ့စစ်သားတွေကိုယ်တိုင်ရိုက်ကူးထားတဲ့ဒီဖြစ်စဉ်ဟာစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကတစ်ခုအတွက်ခိုင်မာတဲ့တပ်တည်အထောက်အထားတစ်ခုဖြစ်လာပါတယ်။မင်းကုန်းပထိုးတော်ကြီးရဲ့မြောက်ဖက်ခုနမိုင်ခန့်အကွာကမက်စလီဂျောင်းကျေးရွာမှာဒီလူတက်မှုဖြစ်ခဲ့တာပါ အသက်ခံရသူကအသက်30အရွယ်မဲဇလီချောင်းရွာသားကိုစစောမျိုးဖြစ်တယ်လို့ဒေသခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့တွေကအတည်ပြုပါတယ်။ဇူလိုင်လ24ရက်နေ့နဲ့26ရက်နေ့တွေမှာအိုင်းတန်ရွာနဲ့ချောင်းရွာတွေမှာစစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ခဲ့ပြီးအိုင်းနိုင်ရွာရဲ့မြောက်ဖက်ကက်ရက်ကမဲဇလီချောင်းရွာထဲမှာစစ်တပ်ကတက်ဆွဲခဲ့ပါတယ်။ ။ ARI မြင့်အနောက်ဘက်ကန်ကအင်ဂျီ100ကျော်ရှိတဲ့မက်ဇလီချောင်းကျွာဒေသခံတွေဟာစိုက်ပျိုးရေးတငါစတဲ့လုပ်ငန်းတွေနဲ့အသက်မွေးကြပါတယ်။စစ်တပ်ရန်ကြောင်းရွာကန်အများစုကကြိုတင်တိတ်ဆောင်ကြပေမဲ့ကိုစစောမျိုးကတော့အခင်းဖြစ်တဲ့မနက်ကမြစ်ထဲရေဆင်းချိုးတဲ့အချိန်မှာစစ်တပ်ကသူ့ကိုဖမ်းမိသွားတာပါ။သူ့ကိုတော်လိုင်းတပ်ဖွဲ့နဲ့ပတ်သက်မှုရှိမရှိနှိပ်စက်ဆစ်ဆီခဲ့ပြီး ညနေ3နာရီကျော်လောက်မှာရွာတောင်ဘက်ဖုန်ကြီးကျောင်းနဲ့စာတင်ကျောင်းအနီးခြံဝင်းတစ်ခုမှာတပ်ပလိုက်တာလို့ဘက်ပြောင်းခုလုံလာသူတွေကပြောပြပါဗျာ။လာလဲဒရင်ထားဖို့လားလား။ချိုးလာတာပါဗျာ။ရေချိုးလာမှလား။ခင်ဗျပီတီအဖွဲ့ခြေလာချိုးရင်းနဲ့နဲ့သူတို့ကပိုင်ထိုးရင်းနဲ့တွေ့တာ။အားမတင်ငါလို့ဆိုခေါ်လာ။ခေါ်လာပြီးပြကြမေးမြန်းရိုက်နေပြီးတော့တတ်ပြကြ။မိတာ10နာရီကျော်လောက်မှမိရယ်။တတ်တာညနေ3နာရီလောက်မှတတ်။ ကိုစစော်မျိုးကိုတက်ဖြတ်ခဲ့တဲ့စစ်တပ်စစ်ကြောင်းကနေထွက်ပြေးပြီးတော်လန်ရေးတပ်ဖွဲ့တစ်ခုစီလက်နက်ချလာသူတွေတဲကမန္တလေးစာတီဖြစ်တဲ့အသက်16နှစ်အရွယ်ကိုဝေပြောပြသွားတာပါကိုဝေအပါဝင် တော်လန်ရေးတပ် PDFTC ပဲ့ပြောင်းလာသူတွေဟာအသက်16ကနေ24နှစ်အရွယ်တပ်သားတွေဖြစ်ကြပါတယ်သူတို့ဟာစစ်တပ်ရဲ့စစ်မှုထမ်းဥပဒေအရ2024ခုနှစ်အတွင်းစစ်သားတွေအဖြစ်အတင်းအဓမ္မဆုဆောင်းခံခဲ့ရပါတယ် ခြေခံစစ်တပ်နံ3လတက်ရပြီးအခုဖြစ်စဉ်ဖြစ်တဲ့မင်းကွန်းဒေသကိုစစ်ကူအဖြစ်အပို့ခံရတာလို့သိရပါဗျ။ကျန်ကုန်မန္တလေးပဲခူးနဲ့နှထိုးကြီးမြို့နယ်ဇာတိတွေဖြစ်ကြတဲ့ဒီလူငယ်၄ယောက်ကထွက်ပြေးလို့တော်လိုင်းတက်တွေလက်ထဲရောက်သွားရင်မင်းတို့အသက်ခံရမယ်လို့စစ်တပ်ကချင်းချောက်ထားပါဗျ။ဒါပေမဲ့လမ်းတစ်လျှောက်မှာကြုံရတဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကသူတို့ထွက်ပြေးဖို့ဆုံးဖြတ်ချက်ကိုပို့ပြီးခိုင်မာသွားစေပါဗျ။ အခွင့်အခါကောင်းကိုစောင့်ဆိုင်နေကြတဲ့စစ်မှုထမ်းတပ်သားတိ၄ယောက်ဟာဩဂုတ်လ20ရက်နေ့မှာတော့တနက်နယ်လက်နဲ့ထွက်ပြေးလွမြောက်သွားပြီးဒေါင်းစစ်သည်ဆိုတဲ့တော်လိုင်းတပ်ဖွဲ့မှလက်နက်ချခူလုံခဲ့ကြတော့ပါလက်ကင်ဖုန်းထဲမှာသူတို့ကူးယူလာတဲ့ရုပ်သံဖိုင်၄ခုကိုကြည့်ပြီးထိတ်လန့်တုံလုံးဖွဲ့ရာလူသတ်မှုဖြစ်ရပ်ကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေသိရှိသွားကြပါတယ်ထွက်ပြေးလာသူလူငယ်တွေရဲ့ပြောဆိုချက်အရဒီလူသတ်မှုမှာတာဝန်ရှိတဲ့အမိန့်ပေးစစ်ခိုင်းသူနဲ့ ပါဝင်သူ၄ယောက်ရဲ့နံပါတ်တွေနဲ့ယာရုတွေပေါပေါက်လာပါတယ်။တပ်ဖြတ်မှုကိုဥဆောင်ခဲ့သူကဘုံမူးစစ်နိုင်ဖြစ်ပါတယ်။ကူးယူလာတဲ့ရုတ်တံမတ်တန်တွေတော့ဘုံမူးစစ်နိုင်ကိုမတွေ့ရပါဘူး။တနက်စလွယ်တိုင်းထားပြီးတပ်ဖြတ်ဖို့အမင့်ပေးခဲ့သူကဒုတက်ချက်ကတာဖြစ်ပါတယ်။ဂျင်ဘက်ကိုဓာတ်နဲ့ထိုးပြီးခေါင်းဖြတ်ခဲ့တဲ့ရှက်အင်ကြီးလက်ရှိအကွက်ဝတ်ထားသူကဒုတက်ချက်စစ်သေး တီရှက်လေးမော်ရောင်ဝတ်ထားပြီးတက်တက်ကြွကြွခုတ်ထစ်နေသူကတက်တာဖြူလေးတို့ဖြစ်တယ်လို့သိရပါဗျ။ဒီတက်ပြတ်မှုတစ်ခုတည်းကိုကျူးလွန်နေတာတော့မဟုတ်ပါဘူး။ဒီမတိုင်ခင်ကလည်းစစ်ကြောင်းနဲ့တိုးတဲ့စစ်ဆောင်ပြည်သူတို့ချို့ကိုဖမ်းဆီးတက်ပြတ်ခဲ့ပြီးအမျိုးသမီးငယ်တယောက်ကိုဆိုရင်မတက်ခင်မရင်းကျင့်ကြတယ်လို့လွတ်မြောက်လာတဲ့လူငယ်၄ယောက်ကပြောပါဗျ။ကောင်မလေးရောပါကောင်မလေးကိုကြာမရင်းကျင့်တက်ပြတာတောင်းငါးကိုကြာဂျင်ဝါကိုချိန်ပြီးပြည့်ပြည့် အဲ့ဒီစစ်ကြောင်တပ်ဖြတ်ခဲ့သူတွေနဲ့တက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေတောင်ပါဝင်တယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့နောက်ထပ်လူငယ်တယောက်ကပြောပြပါဗျာ။ကျွန်တော်တို့ချင်းဒီမှာအဲ့ဒီမှာကလေးလေးတွေတက်ဟိုဟာဟိုတက်ကြီးရွယ်အိုတွေတက်နေတယ်လို့သိရမလား။ဘာမှပြည့်မရှိဘဲနဲ့ပြည်သူတွေချောစနေတော့ဟိုကိုကျွန်တော်ရင်ထဲမှာသိရမလားဟိုကျွန်တော်လည်းပြည်ရှင်ကြီးကပြည်သူတွေပြည်သူတွေလို့သိရမလား။ဒါကတော့ခံစားရတယ်ဗျာ။မက်ဒလီကျော်ရတက်ဖြတ်မှုရုပ်တံဖိုင်၄ခုတယ်။ နမိနစ်နဲ့25စက္ကန့်ကြာမြင့်တဲ့ပထမရုပ်တံဖိုင်ကတော့အရှင်လက်လက်ခုတ်သက်ပြီးအောင်မွေးခံနေကြတာကိုမှတ်တမ်းတင်ထားတာပါနောက်ထပ်ရုပ်တံဖိုင်တစ်ခုကတော့မြစ်ကန်းဆက်နဘေးမှာကျုပ်အလောင်းကိုဗိုက်ခွဲပြီးကိုလက်အင်္ကာရီဖြတ်တောက်နေကြတာကိုမတူတဲ့ရှုထောင့်ကနေရိုက်ကူးထားတာဖြစ်ပါတယ်ပလတ်စတစ်ဖြာပေါ်ရုပ်အလောင်းကိုတင်ပြီးဝမ်းဗိုက်ကိုပောက်တူးနဲ့ပောက်တဲ့သူကပောက်မပြတ်တဲ့အခါနောက်တစ်ယောက်ကရင်ညွန့်ကနေဗိုက်အထိဓာတ်နဲ့ထိုးခွဲပါတယ် ခုတ်ထစ်ဖြတ်တောက်ဖို့စိတ်အားထက်သန်တဲ့တီရှက်လေးမော်ရောင်ဝတ်ထားသူကလည်းအမျိုးသားအင်္ကာကိုဓာတ်နဲ့ဖြတ်ပါတယ်။အဲ့အချိန်ဘေးနာကလူကအော်ဟစ်နောက်ပြောင်ကြပါတယ်။လက်ပြောလက်ပြလိုက်တာလို့ပါ။ဂျန်နဲ့ခြေောက်တစ်ဖက်ကိုလည်းခြေချင်းဝတ်ကနေထပ်ဖြတ်ပစ်ပါတယ်။အဲ့ဒီနောက်ငါးသာကျွေးမယ်ဆိုပြီးခေါင်းမပါတဲ့ရုပ်အလောင်းကိုမြစ်ထဲပစ်ချလိုက်ကြပါတယ်။ သားစ်၄ယောက်ထွက်ပြေးချိန်မှာတက်ကြီးရွယ်ဦးတွေနဲ့အမျိုးသမီးတွေအပါအဝင်စုစုပေါင်း၁၀ယောက်ထက်မနည်းအဲ့ဒီစစ်ကြောင်းမှာအဖမ်းခံထားရပြီးသူတို့ကိုထမင်းကျက်ဟင်းကျက်ခိုင်းစေနေတယ်လို့သိရပါဗျ။ဒေါ်လန်အင်အားစုတွေဘက်ကတော့ဒေသခံတွေအနေနဲ့စစ်တပ်စစ်ကြောင်းနဲ့ဝေးဝေးရှောင်ကြဖို့တိုက်တွန်းပါတယ်။အဲကျွန်တော်တို့အနေနဲ့ပြည်သူတွေရောက်ဖမ်းမိသွားပြီဆိုရင်အဲကျွန်တော်ဖိုင်ကြည့်နေရအရင်အားလုံးပေါ့နော်ဖိုင်ကြည့်နေရတာအရင်အားလုံးပဲဘာမှပြန်ဟိုဘာမ ကူညီလို့မရဘူးကူလို့မရဘူးကယ်လို့မရဘူးကူလို့ရတယ်ကယ်လို့ရတယ်ဆိုတော့အချိန်တွေတရက်ကလည်းအဲဟိုစီးရဲအချိန်တွေတရက်ကလည်းကိုအေအာရတုအေအာဒါမှမဟုတ်လုပ်လို့ရတဲ့အနေထားတွေပေါ့နော်မင်းလေးမျိုးတစ်ဖက်ကန် ARI မြက်ကံပေးမှတည်ရှိပြီးတော်လန်ရေးအားကောင်းရာစကိုင်းမျိုးနယ်မင်းကွန်းဒေသကိုအပြည့်အဝပြန်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းသုံးခုဖြန့်ပြီးစစ်တပ်ကထိုးစစ်ဆင်နေပါဗျ။ပထမစစ်ကြောင်းကမြို့ပေါ်မှာတက်ဆွဲပြီးအနီးပတ်ဝန်းကျင်ရွာတွေကိုဝင်ရောက်စီးနေပါဗျ။ ဒုတိယစစ်ကြောင်းကတော့လမ်းပန်းဆက်သွေးရအချက်ချကြတဲ့ထရီဘိုမန္တလေးလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့လမ်းတလျှောက်ကြေးရွာတွေကိုစီနင်းပြီးနေမြေရှင်းလင်းလုပ်နေပါတယ်။တတိယစစ်ကြောင်းကတော့သခိုင်းမြို့မြောက်ဖက်မင်းဝင်တောင်ရိုးနဲ့ AR မြစ်ကြောင်းတလျှောက်ရွာတွေကိုလှည့်နေတာပါ။မေသရီကြောင်းရွာသားကိုစစောမျိုးကိုတက်ဖြတ်သူတွေဟာတတိယမြောက်စစ်ကြောင်းကဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းမှာသခိုင်းမြို့အခြေဆိုင်အမှတ်33ချင်းမြန်တပ်မဌာနချုပ်နဲ့အဲ့ဒီတပ်မလက်အောက်ခံဝင်းတို့မြို့အခြေဆိုင် အမတ်131ချင်းမြန်တပ်ရင်းတွေကတပ်ဖွဲ့ဝင်တွေစစ်သားတွေတွေနဲ့ပြည်သူစစ်လွတ်ခေါ်တဲ့ပြူစောထီးတွေပါဝင်ပါတယ်။တမတ်33ဟာ2018ခုနှစ်အတွင်းရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာတွေကို နေရက်ကနေဖယ်ရှားရှင်းလင်းရေးမှပါဝင်တဲ့တမတ်လည်းဖြစ်ပါတယ်။အဲ့ဒီဖြစ်ရမှာရိုဟင်ဂျာတွေကိုလိမ်မိုင်းဆက်ရအကြမ်းဖက်ကျူးလွန်ခဲ့မှုနဲ့တမတ်33နဲ့တမတ်ကိုကိုတို့ကိုဗြိတိန်အစိုးရက2022ခုနှစ်နှစ်ကုန်ပိုင်းမှာပိတ်ဆို့အရေးယူထားပါတယ်။